အရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူရဆိုတဲ့သတင်းပါဝင် နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာပါဒီသတင်းအပြင်အာကောင်သောမုံတိုင်းငယ်ဟာမုံတိုင်းငယ်အဖြစ်အာရော့သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်မြောက်ဘက်မှာကုန်းတွင်းပိုင်းဒေသများသို့ဆက်လက်ပြတ်ကျော်လျက်ရှိရသည်။ American Federal တရားရုံးဖြစ်တဲ့ PP ဆိုင်ရာကုန်းတရေးတရားရုံးရဲ့တရားသူကြီးများကကဘာတော် Trump ကောက်ခံတဲ့တွင်းကုန်းစီးကျက်ခွန်များကိုရယ်ဆိုင်ကြောင်းဆုံးဖြတ်တယ်သတင်း။ Bruno Fernandez ရဲ့ agent Saudi တို့ရောက်ရှိနေပြီး Ehila နဲ့ဆွေးနွေးနေရသည်။အစားရှိသတင်းများကိုတင်ဆက်ပြီးတော့မှာပါ။ ။ဥဆုံးတဲ့နေပုံအနေနဲ့မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တမ်မတ်ကိုဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ခေါ်ယူတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တမ်မတ်အန်ဒီမိုနိုဝါဟော့စင်ကိုဒါကာကိုချက်ချင်းပြန်လာဖို့ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကမေလ28ရက်နေ့ကအတည်ပြုခဲ့တယ်လို့ဘင်္ဂလားနယူး24မှာသတင်းဖော်ပြထားပါတယ်။ဟော့စင်ဟာ 2023ခုနှစ်ခရစ်ကနေပြည်တော်မှာဘင်္ဂလားဒေ့ရှ်တန်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားတန်တမန်ရေးရာတင်းမာမှုညှင့်တက်ခဲ့ပြီးတဲ့နောက်သူ့ကိုမြန်မာနိုင်ငံကနေထွက်ခွာဖို့ညွှန်ကြားခံခဲ့ရတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်တဲ့ Bangladesh News 24မှာဖော်ပြထားပါတယ်။တန်တမန်ရေးရာတရင်အရင်းမြစ်တွေရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့ရခိုင်ပြည်နယ်မှာလှုပ်ရှားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA နဲ့ဘင်္ဂလားဒေ့ရှ်အရာရှိတွေကြားထိတွေ့ဆက်ဆံမှုတွေရှိနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီးမြန်မာတပ်မတော်ရဲ့စန့်ကျင်ကန့်ကွက်မှုအပြီးမှာအခုလိုလုံဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရော်မန်က AA နဲ့ဆက်သွယ်မှုတွေရှိခဲ့ကြောင်းကိုလူသိရှင်ကြားဝန်ခံခဲ့ပြီးတဲ့နောက်ဒီကိစ္စပေါ်ပေါက်လာတာဖြစ်တယ်လို့သတင်းကဆိုပါတယ်။ ရတလင်းတပုတ်နေနေအာကောင်သောမော်နိုင်ငယ်ဟာမော်နိုင်ငယ်ဖြစ်သောအာရော့သွားခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်မြောက်ဖက်မှကုန်းနှင်းမိုင်းဒေသများသို့ဆက်လက်ဖြတ်ကျော်လျက်ရှိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အာကောင်တဲ့မော်နိုင်ငယ်ဟာမော်နိုင်ငယ်ဖြစ်အာရော့သွားခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်မြောက်ဖက်ကနေကုန်းနှင်းမိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်လျက်ရှိတယ်လို့မိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မေလ30ရက်နေ့နနက်7:00နာရီကသတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့အနောက်တောင်ဘက်ကနေကုန်းတွင်းပိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာမြောက်အရှေ့မြောက်ဘက်ကိုရေလျားခဲ့ပြီးမုန်တိုင်းငယ်အဖြစ်ကိုအာရုံသွားခဲ့ကဒါကာမြို့ရဲ့အနောက်မြောက်ဘက်ကနေကုန်းတွင်းပိုင်းဒေသတွေကိုဆက်လက်ဖျက်ချော်လျက်ရှိကြောင်းအဆိုပါမုန်တိုင်းငယ်ဟာမြောက်အရှေ့မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းလေပြင်းနဲ့ရေဝုန်အဖြစ်ကိုအာရော့သွားနိုင်တယ်လို့ခန့်မှန်းကြောင်းထုတ်ပြန်ထားပါတယ်။ မုံတိုင်းငယ်ရဲ့အရှိန်ကြောင့်ဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းကနေဇွန်လ2ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရရီတနင်္သာရီကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာ နေရစိမ့်စိမ့်ကနေနေရအနှံ့ပြောင်းမိုးထစ်ချုံရွာပြီးတချို့ဒေတာတွေမှာဒေတာအလိုက်နဲ့နေရွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်မိုးသင်းထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စည်းလက်တာမိုးသီးကျွေးတာလျှက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေတာအနည်းမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်တွေအနည်းမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ ြည်ရင်းရေချောင်းသွာလာရင်းနဲ့လေချောင်းပြန်တန်းရေးအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်အပ်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးအမေရိကန်ဖက်ဒရယ်တရားရုံးဖြစ်တဲ့ပြည်ပဆိုင်ရာကုံတော်ရေးတရားရုံးရဲ့တရားသူကြီးများကကဘာတော်ထရန့်ကောက်ခံတဲ့သွင်းကုန်စည်းချက်ခွန်များကိုရယ်ဆိုင်ကြောင်းဆုံးဖြတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဖက်ဒရယ်တရားရုံးကထရန့်ရဲ့ကြေပြတ်တဲ့သွင်းကုန်စည်းချက်ခွန်ကောက်ခံမှုအများစုအသက်ဝင်လာမှာကိုပိတ်ဆို့ခဲ့ရာရွေးကောက်ခြင်းမခံရတဲ့တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုအင်ဖြူတော်ကအယူခံဝင်ထားတဲ့တိုင်အောင်မေလ29ရက်နေ့က Stock Share ဈေးကွက်တွေမှာ Stock Series မြင့်တက်လာခဲ့ပါတယ်။တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကထရမ့်အတွက်ကြီးမားတဲ့အဟန့်အတားဖြစ်ပါတယ်။ထရမ့်ကပြင်းထန်တဲ့သွင်းကုန်စည်းကြက်အခွန်အသစ်တွေကိုကောက်ခံတာကနေတဆင့်အစိုးရတွေကိုစစ်ဆက်ဆွေးနွေးရေးစပွဲဝိုင်းကိုရောက်လာစေဖို့လှုံ့ဆော်ခြင်းအဖြစ်ကမ္ဘာနဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေကိုပြန်လည်ရေးဆွဲဖို့ကြိုးပမ်းနေချိန်မှာဖက်ဒရယ်တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကထရမ့်အတွက်ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်လာပါတယ်။ တရားသူကြီး၃ဦးရှိတဲ့အပြည်ပြည်ဆိုင်ရာကုံသွေးရေးတရားရုံးကထရမ့်ဟာ၎င်းရဲ့လုံပိုင်ခွင့်အာဏာကိုကျော်လွန်လှုပ်ဆောင်ခဲ့တာကြောင့်ဇန်နဝါရီမှာ၎င်းသမရဖြစ်လာပြီးကတည်းကထုတ်ပြန်ခဲ့တဲ့ကန့်သက်ချက်အများစုကိုတရားရုံးကတားမြစ်လိုက်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အပြီးတော့ကဖက်ဒရယ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်လိုက်ပြီးပြည်ထနာကိုသမရထရမ့်ရဲ့ဂိုင်းတွေမှုကိုရွေးကောက်တင်မြှောက်ခြင်းမခံရတဲ့တရားသူကြီးတွေကဝင်ရောက်ပြောဆိုခွင့်မရှိဘူးလို့ဆိုပါတယ်။သမရထရမ့်ကအမေရိကကိုပထမဦးစားပေးတယ်လို့ကြေညာပြုထားတာဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေကလည်းဒီအကျက်တဲကိုကင်တွယ်ဖို့နဲ့အမေရိကန်ကိုပြန်လည်ကြီးကြေအောင်လှုံ့ဆော်ဖို့တမရအမိန်သားရဲ့အရှိန်အဝါကိုအသုံးပြုသွားမှာဖြစ်ပါတယ်လို့ထရမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူကက်စ်ဒေဆိုင်ကပြောပါရယ်ထရမ့်အစိုးရအဖွဲ့အတွက်ရှေ့နေတွေကဖက်ဒရယ်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုမေ28ရက်ကချက်ချင်းအယူခံဝင်ခဲ့ပါတယ် နောက်ဆုံးသတင်းတစ်ပုဒ်ဒီနေ့ဘရူနိုဖာနန်ဒက်ရဲ့ Agent Sorry တို့ရောက်ရှိနေပြီးအဲဟီလာနဲ့ဆွေးနွေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Manchester United သင်ကောင်းဆောင်ဘရူနိုဖာနန်ဒက်ရဲ့ Agent ဖြစ်သူ Miguel Pinho ဟာလက်ရှိမှာ Sorry နိုင်ငံတို့ရောက်ရှိနေပြီးအဲဟီလာအသင်းနဲ့ဆွေးနွေးနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကွင်းလှည့်ကစားသမား Bruno Fernandes ဟာ Manchester United ပရိသတ်တွေရဲ့အားပေးထောက်ခံမှုရရှိထားသလိုနီးပြအမရန်ကလည်းအသင်းအတွက်အရေးပါတဲ့ကစားသမားတဦးဖြစ်တယ်လို့ပြောကြားထားပေမဲ့အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတာပါ။အသက်30အရွယ် Bruno Fernandes ဟာ Manchester United အသင်းရဲ့ရုံးကန်နေရတဲ့အခြေအနေတွေကြောင့် အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့ Manchester United အသင်းကလည်းထိုက်တန်နဲ့ပြောင်းရွှေ့ခြင်းရရှိပါကအသင်းမှာရှိတဲ့ဘယ်ကစားသမားကိုမစိုးရောင်းထုတ်ဖို့စဉ်းစားသွားမယ်လို့အသင်းနဲ့နှိစက်သူတွေကသုံးသပ်နေကြတာပါ။အဲ့ဒီအချိန်မှာအဟီလာအသင်းက Bruno Fernandes ကိုပြောင်းရွှေ့ခြင်းပေါင်သန်း80နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေပြီ။အဲ့ဒီပမာဏဟာ Manchester United အသင်းလက်ခံနိုင်လောက်တဲ့ပမာဏဖြစ်တယ်လို့ Football Insider ကဖော်ပြခဲ့ပါတယ်။ ဘရနိုဖာနန်ဒက်စ်ဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့2029ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတဲ့အပြင်တနှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့သဘောတူညီချက်လည်းပါဝင်ထားတာပါ။ဒါပေမဲ့ Bruno Fernandes အနေနဲ့လစာမြန်မာစွာရရှိမဲ့ Sorry League ကိုပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားနေရလို့သိရပါဗျ။ဒါကြောင့် Bruno Fernandes ရဲ့အေဂျင့်ဖြစ်သူ Miguel Pinho ဟာ Sorry ကိုရရှိနေတာဖြစ်ပါတယ်။ သူဟာအင်ဟီလာတင်အခြေဆိုင်ရာနေရာနေမှာရှိတဲ့ Four Season Hotel မှာတဲခိုနေပြီအဲ့ဒီ Hotel မှာအင်ဟီလာအသင်းရဲ့အမှုဆောင်ချုပ်ဖြစ်သူကိုလည်းမြင်တွေ့ရတယ်လို့လူမှုကွန်ရက် X မှာဖော်ပြမှုတွေရှိနေပါတယ်အလေးပေးသောယနေ့ပိုင်းတွင်မြတ်ကိုတင်ဆက်ပေးကြတာပါ။ရှုနာဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်။